ဟဲ့အောင်ငပေဘာလဲကွာမင်းသိရင်လည်းမြေမြပြောဆက်မှာကွာဘာလို့နေရလဲဒီမှာမိဝိုင်းမဆင့်ညစ်နေရတယ်တင်ငပရတော့ဘာမှမပြောပဲမိဝိုင်းမတေချာကြည့်နေနေမတူလေငပရဲ့အမိကြောင့်အားလုံးကြောင်သွားကြတယ်ဒါမင်းငပင်ကတော့မိဝိုင်းကိုကြည့်ပြီးထပ်မင်းလိုက်တယ်နေမတူလေလို့ဟဲ့ငပင်ကိုနေဘာကြောင့်နေရလဲငါမိဝိုင်းလေဟာမိဝိုင်းနေလိမ့်ချင်ရင်လေဖိုးထုနဲ့တော့ဘောပဲလေငါ့ကိုလားမလိမ့်နဲ့ဟဲ့အောင်

ဟဲ့ငပိငောင်းလေဟိုစုကူးနှက်လာလေးတခုလားကိုရွေးပေးစမ်းပါဟာငပိကလေရွေးပေးဖို့အတွက်ပုံစံမျိုးစုံရှိတဲ့စုကူးတွေကိုတစ်ချက်ကြည့်နေရော်လေနင်ကတန်စုကူးလို့ခြင်းလားမြေအိုးစုကူးလားအကျုပ်စုကူးလားငပိအဲ့လိုမေးလိုက်တော့မိဝိုင်းမကလေဟိုနင်တို့စုတဲ့စုကူးကပါလေငါအဲ့လိုစုကူးဝယ်လိုက်မယ်လေဒါဆိုရင်ဒီရုပ်စုကူးလေးဝယ်လိုက်ငါကတော့အရုပ်စုဝင်နေစုလာပဲဟာ။ဒီဝိုင်းလေးရှေရှေဝေးဝေးစဉ်းစားမနေပဲနဲ့ ငပိန်ရွေးပြီးတဲ့စုဘူးကိုပဲယူလိုက်တော့တယ်။အဲ့ဒီအချိန်အယုတ်စုဘူးရဲ့ဘင်မှာအပေါက်သေးလေးပေါက်နေတာတွေ့လိုက်တော့ငပိန်ကဟဲ့နင်ဒီအယုတ်စုဘူးယူမလားအောက်မှာအပေါက်သေးလေးရှိနေရလားလို့ဒါနဲ့မိဝိုင်းမလေးငပိန်ပြောတဲ့ပေါက်ကိုကြည့်ကျင်လိုက်တယ်။အေးဟာဟုတ်တယ်နော်မိဝိုင်းမလေးစိုင်ထဲမှာရှိနေတဲ့စုဘူးလေးကတခုနဲ့ပြန်လဲဖို့ကြည့်တဲ့အခါမှာအခုငပိန်ရွေးပြီးတဲ့စုဘူးလားနှားတော်တွေ့တာနေဟိုရရင်ငပိန် ငါဒါပဲယူလိုက်မယ်အပေါက်ကလည်းတိတိလေးပဲဆိုတော့ကိစ္စမရှိပါဘူးဟဲ့နေသေးကြရင်နော်ပြီးကြဝယ်ပြီးမှလေဘာဖြစ်တယ်ညာဖြစ်တယ်မပြောနဲ့အေးပါဟဲ့မပြောပါဘူးဒါပဲယူလိုက်တော့မယ်ဒါနဲ့မိဝိုင်းမှလေစုဘူးကိုထည့်ပြီးဖို့ဆန်ရှင်ကိုပြောလိုက်တော့လေဆန်ရှင်ကစုဘူးကိုထည့်ပေးနေတဲ့အချိန်မှာငပိန်ကမိဝိုင်းမမိဝိုင်းမငင်းကစုဘူးတွေပါရင်လည်းစုတော့မှာပေါ့ဟုတ်လားအေးပေါ်ဟာဟိုတကဘိုးထူးနဲ့တို့ဘောလို့စုဘူးပေါတော့ဟာ ငါပတ်စံမစုခဲ့တော့ဖောက်ဆရာစုဖို့တော့မရှိဘူးလေ။အဲအားကြောင့်ငါကိုယ်ကစပြီးတော့စုတော့မလို့။ဒီလိုနဲ့သူတို့တွေတွေစုဖို့ဝင်ပြီးတော့ပြန်လာခဲ့ကြတယ်။ဒီလိုနဲ့သုံးလလောက်ကြာတဲ့အခါမှာပိုတူနဲ့တို့ဘောတို့စုဖို့ဖောက်ကြတယ်။ပိုတူကစုဖို့ကိုခွဲလိုက်ပြီးရလာတဲ့ပတ်စံတွေကိုရေတွက်နေရင်3800ဟဲ့အောင်တော့မင်းရောတို့ဘောကတော့ခုတက်တိကိုစုဖို့ဖောက်မရဖြစ်နေရောတာပါ။ဒါနဲ့ပိုတူက ဟာတို့ပေါ့မင်းစုဘွားကိုတက်တီမဖောက်ရသေးဘူးလားကွအေးကွဖောက်လို့မရအောင်ဖြစ်နေလုံပြီးပါအောင်ကွာဒါနဲ့ဖိုတူလေတို့ဘွားရဲ့စုဘူးကိုကုပြီးဖောက်ပေးလိုက်တော့မှစုဘူးပေါက်သွားပြီးအတေးကပတ်စက်နေလေထွက်ကြလာပြီငါငါ့ကိုကူရီပေးကြပါအောင်ကွာဒါနဲ့ဘေးမှာကြည့်နေရင်ငပိန်နဲ့မိပိုင်းတို့ပါမလေးသားပဲတော်ပေါ်ပစံကိုဝိုင်းရှိပေးလိုက်ကြတယ်။ငားလက်တွေမှာတော့1200။ငားလက်တွေမှာ800။ငားသေးမှာတော့2000ဝင်တော့ပေါ့ ။မင်းနဲ့မရောဘယ်လောက်လဲ။အင်းငါတည်းမှလည်း2000ခွဲပဲကွာ။ဟိုဒါဆိုစုစုပေါင်းလား။တဘောကအဲ့လိုပြောပြီးလက်တွေထုံလို့ပေါင်းနှုတ်မြောင်စာလုံးနေရနဲ့မိဝိုင်းမကစိတ်မရှိတော့ဘူး။ဟာ900မော်တဘောရဲ့900စိတ်တွက်နေတော့တွက်လို့ရနေတော့။ဟာငါတေချာညံ့တာကဟိုတော်တော်နဲ့တွက်မရဘူးလေ။ငပိန်ကတဘောရဲ့စုထားရင်ပစံကိုကြည့်ရင်ဟုတ်တော့မင်းကကြမ်းလာကြလား900တောင်းတောင်းစုမိထားတာပါလားဟာဒီကောင်က သူ့အဖိုးလာတိုင်းပြေးတဲ့မုတ်ဖိုးနဲ့တင်ကိုထောနေရရဲ့လာလာလာငါ့ရင်သွားရအောင်ငါလည်းဘလောက်ရလဲဆိုတော့သိကျင်နေပြီအဲ့လိုနဲ့ဖိုးတူတို့တူမိဝိုင်းမရဲ့အိမ်ကိုလိုက်သွားလိုက်ကြတယ်မိဝိုင်းမရဲ့အိမ်မော်ကိုရောက်မှမိဝိုင်းကဟဲ့ဒီမှာခဏနေဦးငါစုဖို့ကိုတွားယူလိုက်အောင်မင်းဒါနဲ့ဖိုးတူတို့တူလေးအဲကန်းလေးမှနေရခဲ့ကြတယ်ငပိန်ကတော့ဖျောက်တော့ပေါ့မင်းအဲ့ဒီပတ်စံ9000ဘာလို့မှလဲကွာအင်း ဒူးရင်းသေးဝယ်စားမယ်လေကွာပိုရာကတော့ငါလိုချင်တဲ့အိမ်ကြီးဝယ်လိုက်မယ်လေခုတူမင်းရောဘာလုပ်မှလဲငါကတော့ဆက်စုလိုက်အောင်မယ်ကွာပတ်စံနေနေသေးများမှပဲလိုချင်တာတွေးပြီးတော့ဝယ်တော့မယ်ဒါနဲ့ဖျောက်ငပေးမြဝိုင်းမရဲ့စုဖို့မင်းရွှေ့ပေးတာဆိုလှရလားကွာအေးမစိုးပါဘူးဟိုသူကမင်းကလေးဆိုတော့အယောက်စုဝင်လေးပဲရွှေ့ပေးလိုက်ချင်လीအဲ့လိုသူတို့ပြောနေတော့မှငိုကြီးချမနဲ့မိဝိုင်းတယောက်အိမ်ရဲ့အေကန်းလေးကိုထွက်လာ යි ကိုသူတို့အားလုံး ငိုပြီးရှောင်းလာတဲ့မိဝိုင်းမကြောင့်ဟဲ့မိဝိုင်းမအဲ့ဒါဘာဖြစ်လို့လဲဘာလို့ငိုနေရလဲဟာငါငါရဲ့စူးလေးအဖောက်ခံလိုက်ရတယ်ပိုတူရဲ့သူတို့အားလုံးအံ့ဩသွားကြတယ်ဟမ်ဘယ်မှာအဖောက်ခံရတာလဲငါတို့ကိုလိုက်ပြစမ်းပါဟာဒါနဲ့မိဝိုင်းလေးသူတို့အားလုံးကိုစူးပူးထားတဲ့သူ့ရဲ့အင်ငန်းလေးကိုခေါ်သွားတော့တယ်အင်ငန်းလေးကိုရောက်မှတော့အရုပ်စုပုံကပေါက်နေပြီ။ အထဲမှာပစံတပြားမှရှိမနေတာကိုအလုံးမြင်လိုက်ကြရတယ်။ဒါနဲ့ငပိန်ကဟာဦးတကယ်ကြီးအပေါက်ခံလိုက်ရတာပဲမိမရဲ့ဘယ်ချိန်နဲ့ကဒီလိုအပေါက်ခံထားရလဲမသိဘူးနော်။ဦးနေငိုက်မလာခင်ရအောင်ဖောက်ခံထားရပြီလား။မသိဘူး။ဒါပေမဲ့တေးကြာမင်းညာတီတော့အပေါက်မခံရသေးဘူး။စဉ်းစားစရာတော့ကောင်းနေပြီ။ဦးနေပင်နဲ့မိတို့ယူသွားတာရောမဖြစ်နိုင်ဘူးလား။ဒါမဖြစ်နိုင်တာ။အပင်နဲ့မိကငါစုဖို့စုမနေအောင်တိတာမဟုတ်ဘူး။ ငါစုမှုနဲ့စုတော်တိလားဆိုလို့နင်တို့တော့ရောက်ဝင်ရှိတာဒါနဲ့တော်ဘောကဝင်ပြောတော့တယ်ဟမ်ဟိုနစ်စကိုင်းကဘလို့ကြီးလဲမိဝိုင်းမရဲ့မသိရင်လေငါတို့တော့ရောက်တရားတရားရောက်ကဖောက်တယ်လို့နည်းအဲ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ဘူးလေတော်ဘောရဲ့ဟဲ့မိဝိုင်းမနေ့မှာမှန်မလို့ရှိတာရှင့်ယူခဲ့စမ်းပါဘာလို့မလို့လဲဟာနင်ဟိုရှားလောင်ဉဏ်နေရလာလို့လားအေးဟုတ်တယ်ရှင့်ရင်တော့ယူလာခဲ့အေးဟိုရှိရခဏဆောင်လေငါတော့ယူပြီးမယ် ဒါနဲ့မိဝိုင်းလေးချက်ချင်းပဲမှန်မလူသွားယူပြီးပြန်လာတယ်။ငပိန်ကမိဝိုင်းပေးလာတဲ့မှန်မလူကိုယူလိုက်ပြီးစူဝူပပက်လေးကိုမှန်မလူနဲ့လိုက်ကြည့်။ဒါနဲ့တော့ဘောဟောင်ငပိန်မင်းဘာရှာနေရလဲ။ဩပတ်စံလေးတရားနဲ့နှစ်ရနဲ့များကြားညံ့နေမလားလို့ရှာနေရ။ငပိန်အဲ့လိုပြောလိုက်တော့တော့ဘောကငပိန်ရဲ့ကောင်ကိုရိုက်ချလိုက်တော့ဒါနဲ့မိဝိုင်းမကမနောက်စမ်းမနေငပိန်ကငါစိတ်ညစ်နေပါတယ်ဆိုမှနေရလေ။ငပိန်ကတော့ စုဘူးရဲ့ပြင်းနေတဲ့အပိုင်းတစ်ခုကိုယူပြီးနန်းကြည့်နေပြန်နေ။ဒါနေ့တော့ဘောဟျောင်းကပေး။ဘာရင်နန်းနေပြန်တာလဲမင်းရလေ။ပတ်စံကဘလောက်ရှိလို့လဲမြွာရဲ့အများကြီးလား။အများကြီးမဟုတ်ပေမဲ့ငါမစားရင်မတော်ရင်လည်းစုထားရတဲ့ပတ်စံလေးရည်လေးဟာ။ဒါနေ့ငါပိန်လဲအကန့်ပက်ပက်လေးကိုမှန်မလူကြီးကင်လို့ရှာဖွေနေရော်တယ်။အဲ့ဒီအချိန်ငါပိန်ကကျမ်းမြင့်ကြမှာညက်နေတဲ့ငကတ်တစ်ဖက်ကိုတွေ့သွားတယ်။ဟမ်ဒီမှာဘိုင်းလည်းမသိဘူး။ငမိန်အဲ့လိုပြောလိုက်တော့အားလုံးကလည်း ငပိန်ပြောတဲ့အရာကိုကြည့်လိုက်ကြသည်ဟမ်ငကလေးတစ်ပတ်ပါလားကွာငါဒီငကကိုမြင်မှုတလို့ပဲနော်ဘယ်နေရာမှလည်းမသိဘူးဟမ်တော်ဘောစီကအဲ့ဒီစကားကြားလိုက်တော့ငပိန်ဟာဟာမြင်ဝဲမဟိုနိနေကပြဆန်းနိကနဲ့တူလားဆိုတာတိုက်ကြည့်ရမယ်အဲ့လိုနေမြင်ဝဲမရဲ့နာမှာပန်ထားတဲ့ငကနဲ့ကြံချားလေးရငကကိုတိုက်ကြည့်လိုက်ကြတယ်ငကကတတိယလေးတူနေအောင်ဆိုတော့ဖိုးထုတ်အောင်အံဝသွားကြတယ်ဟာ မြွေးမဒီနေကကနင်းနေကနဲ့တတိယနဲ့တူးနေတာပါလားဟမြွေးမလည်းပိုသူစကားကြောင့်ဇဝေဇဝါဖြစ်နေလေအေးဟာဟုတ်တယ်နော်ဘလို့ဖြစ်တာလဲမသိဘူးဒါဆိုငါ့ဆူဘူးကိုဖောက်သွားတဲ့တရကန်ကငါ့လိုငကရှိရဲ့သူပေါ့ဟုတ်လားငါပင်ရတော့သူ့မိစီကိုသူ့ဘုတ်တဲ့ရင်နဲ့စဉ်းစားကန်းဝင်နေရောလေအဲ့နောက်တော့မမလူနဲ့ပိုသူတို့တွေကိုကြည့်နေဟဲ့ငါပဲဘာလဲကွာ မင်းသိရင်လည်းမင်းမြပြောဆက်မှာကွာဘာလို့နေရလဲဒီမှာမိဝိုင်းမစိတ်ညစ်နေရတဲ့တင်ငါပရတော့ဘာမှမပြောပဲမိဝိုင်းမတေချာကြည့်တယ်နေမတူလေငါပရဲ့အမိကြောင့်အားလုံးကြောင်သွားကြတယ်ဒါမင်းငါပိန်ကတော့မိဝိုင်းကိုကြည့်ပြီးထပ်မင်းလိုက်တယ်နေမတူလေလို့ဟဲ့ငါပိန်ကိုနေဘာကြောင့်နေရလဲငါမိဝိုင်းလေဟာမိဝိုင်းနေလိမ့်ချင်ရင်လေဖိုးထုနဲ့တော်ပေါ်ဘယ်လဲငါ့ကိုလားမလိမ့်နဲ့ဟဲ့အောင်လေ तू ကမိဝိုင်းမဟုတ်ဘူးကွာ နောက်ပြီးမင်းဝိုင်းစုဘွားလေးမပေါက်ခံထားအောင်ကဖိုးတူးနဲ့တို့ဘွားတော့ငပိန်ပြောတာကိုရှုံနေကြတယ်။ဟဲ့ငပိန်ဘာပြောနေရလဲရှင်းအောင်ပြောပါဦး။မင်းဝိုင်းအစ်စ်ပါမလေးနေသူ့အမမဖွက်ထားလေးငါအသားတကြီးမင်းနေုံဖြည့်နော်မင်းဝိုင်းကတော့ငပိန်ရဲ့စကားတွေကိုနားမလည်တယ်လို့နဲ့ကြည်နေ။ဟဲ့ငပိန်နေ့ကနေရှားလုံယူရလေးစေးလေးပါလေးတောက်ပြီးယူဘာစကားရင်လာပြောနေရလဲ။ကောင်းပြီလေဒါဆိုရင်အားလုံးရှိမှပြောရတာပေါ့ဟဲ့အောင်နေဖိုးတူးနဲ့တော့ပေါ့ မိဝါရဲ့နေကကဘယ်ဘက်နာမှာရှိရလားညာဘက်နာမှာရှိရလားနှစ်ယောက်စလုံးကဗျာနူပြေးလိုက်ကြတယ်ဘယ်ဘက်မှာလဲကွာမင်းရလေအခုကြည့်လိုက်နေကကဘယ်ဘက်မှာရှိနေလဲသူတို့အားလုံးတေချာကြည့်ရောမှာမိဝါရဲ့နေကကညာဘက်မှာရှိနေမယ်သိသွားကြတော့ဒီဟမ်ဟုတ်ပါညာဘက်မှာရှိနေရပဲဟာခொနကအပေါက်ခံထားတဲ့စူဘူးကိုငါမှန်မလူးနေကြည်တာဒါမဲ့အပေါက်ကိုမတွေ့ဘူးနောက်ပြီးစူဘူးကိုနန်းကြည့်ရတဲ့လောက်ကတော့ စူပွားကပစံထည့်မထားအသေးပဲဖောက်တာကြီးကွာ။သုံးလလောက်ထဲမှာပစံရှိနေရင်ပစံနဲ့တော့ရမှာပဲလေကွာ။ဖိုးတူးနဲ့တူပေါ်လေငပိတ်ရဲ့စကားရိကြောင်းဘာမှပြန်မပြောနိုင်မင်း။အေးဟာဟုတ်တယ်နော်။ပစံနဲ့မရဘူး။ငပိတ်ငပိတ်တော်တော်ရှည်ရတာပဲ။ငါကညာဘက်နားကိုရောပန်းလို့မရတော့ဘူးလားဟဲ့။နင်မသူလေ။ငါတို့တကယ်ချင်းမိဝိုင်းရဗတ်မလေး။ဟာ။ငါမိဝိုင်းလေဟာဖိုးတူး။နင်ကလေဘာလို့ငပိတ်ပြောတာရုံနေရလဲ။ငါမိဝိုင်းမှာဟာ။ နင်ခုမှလာရှိမနေနဲ့ငါတို့အားလုံးနေမိဝိုင်းမှောင်မှန်တိပြီးပြီအဲ့ဒီအချိန်မှာပဲမိဝိုင်းကိုယ်ရဲဝင်နေတဲ့မိန်းကလေးကမိဝိုင်းရဲ့မျက်နှာကိုဆွဲခါပြစ်လိုက်တယ်အဲ့နောက်တော့ငပိန်ပြောတယ်လို့မိဝိုင်းမျက်နှာရဲ့အောက်မှာ မိဝိုင်းနဲ့ရွယ်တူမိန်းကလေးတယောက်ရဲ့မျက်နှာထွက်လာတယ်ငါမပြောဘူးလားသူမိဝိုင်းမဟုတ်ပါဘူးလို့ဘမလဲမိဝိုင်းငါတို့တကယ်ချင်းကိုတကူလောက်ထားလားငပိန်အဲ့လိုမြင်လိုက်တော့မိဝိုင်းဟန်ဆောင်လာတဲ့မိန်းကလေးက တပြက်ပြက်နဲ့လက်ကုတ်တီတီးတော်တယ်။ငပိန်လည်းအံ့ဩသွားတယ်။ဟာအဲ့ဒါဘာလို့တာလဲ။ဘာလို့လက်ကုတ်တီးတာလဲ။ဟာအဲ့ဒီအချိန်မှာလေသွေးနားမှရှိတဲ့ဖိုးထူးနဲ့ဒုဘောတို့နှစ်ယောက်ကပါလက်ကုတ်ထတီးလိုက်ကြတယ်။ဟာဟဲ့ဟင်းဘာဖြစ်တာလဲကွ။အဲ့ဒီအချိန်မှာပဲအကန်းနဲ့ကိုမြေဝိုင်းဝင်လာတယ်။တော်တယ်ငါတငယ်ချင်းတော်တယ်။ဟာဘာလဲဟာမြေဝိုင်းမှာညီတို့ကဘာလုပ်တာလဲ ငါတို့နင့်ကိုစမ်းသက်ပွဲလေးတခုလွန်လိုက်တာပါဟာနေနိုင်သွားပြီဘာစမ်းသက်ပွဲလေးဟာနင်းတကယ်ပဲရှားလောင်အောင်အစီဟောက်မုတ်ကိုစမ်းသက်တဲ့ပွဲလေးဟာဒါနဲ့မြေဝိုင်းမှာကသူတို့လုပ်ခဲ့တဲ့စမ်းသက်ပွဲကိုငပိတ်ကိုပြောပြတော်လေးတရတော်ကာလာသားတောင်နဲ့မိကလေးတယောက်စကားပြောနေကြတယ်ဒီမှာမှရှားလောင်ရှိရဲ့ဆိုဟုတ်လားရင်ကိုကြီးတောင်အလကားပါငါညမရာဒီအတိုင်းဆယ်နှစ်ရွယ်ကလေးလေးတယောက် ဝတ္ထုတွေဖက်ပြီးသူ့ကိုယ်သူရှားလုံဟုံယူယူနေတာရဲ့ဘာမှရှားလုံဟုံညာရှိတာမဟုတ်ဘူးအဲ့လိုပြောတာကိုလမ်းလျှောက်လာကြတယ်ဖိုတူတုပ်ပေါ်နဲ့မိဝိုင်းမာတို့ကကြားသွားတော့တယ်သူငယ်ချင်းကိုပြောနေတာကိုမခံနိုင်တာနဲ့ဖိုတူကဘာကိုအယူယူနေရလဲဗျကိုကြီးတောင်ရတကယ်ရှားလုံဟုံမှာဗျဖိုတကာကအရေးဖို့နွားတွေပြောက်တဲ့ကိစ္စတော့မလဲသူပြေရှင်းမိလိုက်တာရွာသားတွေအတွေ့ပဲဥစားဟုတ်တယ်လေဗျတွေ့ရလုံကတော့သူတို့နွားတွေပြန်ရှာပြီလို့ ငပိန်ကိုကျေးဇူးတင်နေကြတာယူအဲ့ဒါကြက်ကန်းဆံကိုတို့လာပါကွာမင်းတို့ငပိန်လေတကယ်ပါမှအဲ့လောက်မတော်ပါဘူးကွာကိုတူတို့ကလည်းတို့လူဘလို့တော်ကြောင်ဆက်ပြောပြနေတယ်ကြာလာတော့တောင်းကကဲကွာဒါဆိုကျတို့ကစားဝဲတစ်ခုလုပ်မလားဟမ်အဲ့ဒီကစားဝဲကိုငပိန်ဖော်ထုတ်နိုင်ရင်မင်းတို့တငယ်ချင်းတကယ်တော်တော်လက်ခံမင်းမင်းစိတ်လိုက်လीဗျာကြာသလားလို့ဒါနဲ့ကစားဝဲကဘလို့မျိုးလဲဗျဒီမှာဒီကငါညီမလေးကရုပ်ပြောင်းုံလေးလုပ်တဲ့နေရာမှာ ။တပကန်းခန့်အောင်တော်ရည်သူသူ့ကိုတော်ပြီးတော့ငပိတ်အောင်စမ်းသက်ရမှာပေါ့ကွာ။ချဗျာ။ကျွန်တော်တင်ငယ်ချင်းတကယ်တော်တယ်ဆိုတာကိုကြီးတောင်တည်သွားစီရမယ်။အေးတကူတော့ရှိရင်နော်။ဒီเจ้าကိုမင်းတို့နိုင်ချင်တာနဲ့ငပိတ်ကိုသွားပြောပြထားမယ်လို့မကြမ်းနဲ့။အဲ့လိုပိုးလို့တော့မလုပ်သေးဘူး။ဘာလို့ဆိုကျွန်တော်တို့အားလုံးကငပိတ်အောင်ယုံနေရဗျ။ဒီလိုနဲ့တောင်းရဲ့အစီအစဉ်ဖြစ်တဲ့မိဝိုင်းမရဲ့မျက်နှာကိုရှုပ်ပြောင်းရှုပ်လွှဲလုပ်ပြီးစုဘူးပေါက်တဲ့ဇလန်လေးကိုတီထွင်လိုက်တာပဲဖြစ်ပါတယ်။ ဇာကြောင်းလုံးကိုတီးပြီးသွားချိန်မှာငပိန်ကအော်လက်စတတ်တော့တလူကိုဒါနဲ့နေရငါမဟုတ်မှန်းဘလို့တိလဲတိတာဘောဟာပေါင်းလာတာဒီလောက်ကြာနေပြီပဲဟာငါမပြောဘူးလားဒီကောင်တိလောက်မှာပါလို့မလီမထင်နဲ့နော်ဟမ်ဒါတော့ငါကရှားလောင်အောင်ဆိုတော့တိတာဘောဟာဒါနဲ့ရှုပ်ပြောင်းရှုံလဲလို့တင်မိကလေးဟာဘယ်ကနေစပြီးတိရလဲငါကမိဝိုင်းမဟုတ်ဘူးဆိုတော့ဟမ်မင်းတော့လေဖြေးရသေးတာဗော မှန်မလို့ရှင်ပြီးပြန်လာပေးတဲ့အချိန်မှာစသည်ရပဲအဲ့ဒီအချိန်မှာလက်တရားနှွေးနေတာမလို့လीဟမ်လက်နှွေးနေရနဲ့မြေဝိုင်းမှုတ်တာနဲ့ဘာဆိုင်လို့လဲကွာဘာဆိုင်လဲဆိုမင်းမစင်သားကြီးမင်းရဲ့မစားရဲ့မတော့ရဲ့ပဲစုထားတဲ့ပတ်စံ9000လုံးပျောက်သွားရင်မင်းရှင်နေဘူးပြီးဘာလို့လို့ဘာခံရမယ်မသိပဲလက်တွေအေးဆက်နေမှာကွာအဲ့ဒီအချိန်ကိုတောင်တယောက်ရောက်လာတယ်ငါပိန်ကတောင်းကိုတွေ့တော့ဘယ်နဲ့လဲကိုေးတောင်းကျွန်တော်ကရှားလုံးကိုစစ်စရာရုံမိလားဗျ ရုံမာပြီကွာရုံမာတယ်။မင်းကတကယ်ကိုရှားလောင်ကိုစစ်ပဲကွာငပိန်ရ။ဒလုံနဲ့ငပိန်တရားသူ့ရဲ့ပညာကိုစမ်းသက်တဲ့ဇလန်းလေးမှလေးအောင်မြင်သူဖြစ်ရှားလောင်ကိုနမိတ်ကိုနောက်တစ်ချိန်ပိုင်ဆိုင်သွားပြန်မယ်။